ားလုံးရဲ့မင်္ဂလာပါဒီနေ့ဂျွန်လ28ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့စကစကဟုတ်တရုတ်ရဲ့ရုရှားထုတ်ပဲနော်ပေါ့နော်တကယ့်အစင်မြင့်ဒုံးတသေးလေးလက်တဆုပ်စာပဲရှိတယ်အဲ့ဒါကိုမိုက်ခရိုဒုံးလို့ခေါ်တယ်အဲ့ဒီဟာကအသုံးပြလာတယ်အဲ့ဒီဟာကဘလောက်ထိအရေးကြီးလဲဆိုလို့ရှိရင်တော့ဘလောက်ထိလုံးတိုင်ဆုံးရှိလဲဆိုလို့ရှိရင်သူကကင်းထောက်လေးပြင်ပဲဖြစ်တယ် ကင်းထောက်တုံးပေါ့နော်ကင်းထောက်တုံးပဲဖြစ်တယ်ဆိုတော့အဲ့ဒီကင်းထောက်တုံးတွေကဘာတွေကင်းထောက်လဲဆိုလို့ရှိရင်ဒီတိုက်ရက်ဒီနီယာနော်ဒီနီယာတွေကိုကင်းထောက်လို့ရတယ်ပြီးလို့ရှိရင်တော့လှုပ်ရှားမှုလှုပ်ရှားမှုတွေကိုတက်အဝင်အထွက်သူတို့တိုက်ဖို့သွားတာတို့ဘာတို့အဲ့ဒီဟာတွေအကုန်လုံးထောက်လန်းလို့ရတယ်ဆိုတော့လက်တဆုပ်စာပဲရှိတယ်မြန်နဲ့ဘက်ထရီအားလည်းတော်တော်ကိုသွင်းရတာလွယ်တယ်တေရဖြူရလည်းလွယ်တယ် သူကတော့တကယ်အစင်းမြင့်ဤပညာနဲ့တိဆောက်ထားတဲ့ဒုံးတွေဖြစ်တဲ့ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့တော်လိုင်းရဲ့ဖွဲ့တွေကနော်တတိထားဖို့အတန်တွေလည်းမကြားဖို့တဲ့ပြရတော့အရင်တော့အသုံးတဲ့ဒုံးတွေကသူတို့အတန်တွေကြားသေးတယ်အကောင့်တွေမြင်ရတယ်ဆိုတော့အခုဒီကောင်ကတော့လက်တဆုပ်စာလေးပဲဆိုတော့တိတ်နော်အရေးမထားဘူးဆိုလို့ရှိရင်အဲ့ဒီဟာကိုမမြင်နိုင်ဘူးအဲ့ဒါကြောင့်ဒီတော်လိုင်းရဲ့ဖွဲ့တွေတတိထားဖို့အတွက်ထုတ်ပြန်တော့ကိုကျွန်တော်တို့တွေ့ရတယ်နော်ဆက်ကဆက်ကတရုတ်ရဲ့ဒီရုရှားရဲ့ ထုတ်လုပ်ထားတဲ့ဒီတုံးလေးကိုပေါ့နော်အခုဒီကျွန်တော်ဒီ cover မှာတုံးထားတယ်ဆိုတော့အဲ့ဒီတုံးအမျိုးအစားတွေကိုတုံးနေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကမြန်မာနိုင်ငံမှာဆိုလို့ရှိရင်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဆုံးရှုံးမှုဘယ်လောက်ရှိလဲဆိုလို့ရှိရင်တော့63.6ဘီလီယံဆုံးရှုံးမှုရှိတယ်ပြီးလို့ရှိရင်တော့စစ်သုံးစေးက62ရာခိုင်နှုန်းအထိတောင်မှအကျွေးတွေတိုးလာတယ်စစ်သုံးစေးတွေကိုတုံးတဲ့ပူတုံးလာတယ်တုံးလာတဲ့အခါကျတော့အကျွေးတင်တာပေါ့နော်အကျွေးတင်တာ62ရာခိုင်နှုန်းတိုးလာတယ် ပြီးလို့ရှိရင်တော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ထက်ဝက်ကျော်ကနေပြီးတော့ဆင်းရဲမွေးတေမှုတွေဖြစ်တယ်ဆိုပြီးမှကျွန်တော်တို့ကုလသမဂ္ဂကနေပြီးတော့ထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကဒီမကွေးပခုတ်ကူဒီကမ္မအတွင်းမှာဆိုလို့ရှိရင်တော့နော်ပြည်သူပိုင်တော်ရဲ့ပစ္စည်းတွေကိုခိုးယူလူရက်တဲ့နော်ကားနစီကိုနေပြီးတော့ဒီဖက်တော်လရဲ့ဖွဲ့တွေကတိုက်ခိုက်တယ်။တိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီမှာခုနှစ်ယောက်သေတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်။နောက်တစ်ခုကနော်စစ်ကရင်တန်းက120နော်120ကိုလူအင်အားကထောင်နဲ့ချီပြီးတော့ စိတ်ကြောင့်ထိုးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဒီတလော့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကြားရတဲ့တည်င်းတွေကမလာကထိုးစင်းစင်နဲ့ထိုးစင်းစင်နဲ့အင်အားအလုံးအရင်းနဲ့ထိုးစင်းစင်နဲ့စသည်ဖြင့်ဒီတည်င်းတွေကတော့တော့တော်တော်ကိုခေတ်ဆလာတဲ့တည်င်းတွေဖြစ်တယ်ဆိုတော့သူကလည်းဒီ2025ဒီဇင်ဘာလ နောက်ဆုံးပတ်ရဲပြီးလို့ရှိရင်တော့ဇန်နဝါရီလပထမအပတ်ရဲ2026ပေါ့အဲ့ဒီမှာသူကမူရွက်ကောက်ပွဲအကြီးကြီးလောက်မှာဖြစ်တယ်เนาะအဲ့ဒီတော့တက်တက်ကဲအတက်ထက်သမ ्या အရေးကြီးတယ်ဘာဖြစ်ဆိုတော့အဲ့ဒီရွက်ကောက်ပွဲမှာသူနိုင်မယ်နိုင်လို့ရှိရင်တော့တရားဝင်ပြည်သူလူထုကရွေးချယ်လိုက်တဲ့ရောင်းဝင်အစိုးရဖြစ်တဲ့ဆိုတဲ့ဟာကိုသူလည်းလုပ်ချင်တယ်เนาะတန်ဖက်မရှိတော့သူကတော့နိုင်ဘောတော့တေချာပေါက်ပဲเนาะတေချာပေါက်ပဲသူမှပြောစရာမလိုဘူးသူနိုင်ကနိုင်ပါပဲ เนาะไอ้ดิหาก็ตู่ตั่วถั่วปอกผิดတယ်ဆိုတဲ့ဟာကိုဒီနေ့တည်င်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဒီတည်င်းကမြို့တွေကိုအဓိကအဖြစ်เนาะသူထိန်းချုပ်နိုင်ဖို့အတွက်စီမံထားတဲ့အဲ့ဒီမှာညွှန်ကြားထားတဲ့မြို့ခပွေလုံးတော့မှာဖြစ်တဲ့အတွက်ကြောင့်ဒီတည်င်းမီတွေကိုထိန်းချုပ်လို့မရတာတော့မှမြို့ပေါ်เนาะမြို့ပေါ်လောက်ကိုပြန်ပြီးတော့ရရှိအောင်လို့အတွက်ထိုးစစ်ဆင်ပြီးတော့เนาะပြန်ပြီးတော့ရယူဖို့ဆိုပြီးမှညွှန်ကြားထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကတော့ဒီမြို့ခပွေကိုเนาะနေတွေမှာမလုပ်ရရင်လည်းမြို့ပေါ်မှာသူတို့လုပ်မှာเนาะမြို့ပေါ်မှာလုပ်ပြီးတော့သူအတီးပြူမှာဖြစ်တယ်เนาะအဲ့ဒါကို ဒီရုရှားတို့တရုတ်တို့ကသူတို့ကနောက်ဖက်မှာရှိတဲ့ခါကျတော့သူတို့ထောက်ခံလို့ရှိရင်ဒီရွက်ကောက်ပွက်ကတရားဝင်ဖြစ်သွားမယ်အဲအဲ့လိုမျိုးပုံစံမျိုးနဲ့သူတို့ကအခုအကွက်ဆင်ပြီးတော့မျိုးတွေကိုပဲအထိကထားပြီးတော့နော်တိုက်ခိုက်ဖို့အတွက်ပြန်လေတိမ့်ယူဖို့အတွက်ညွန်ကြားထားရဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကသူကဟုတ်ဘယ်လိုရောမှာသွားတယ်အဲ့ဒီမှာလေးချိန်မြောက်နော်ဥရောပအာရှစီဘွေးဖိုရမ်မှာသွားတက်တယ်တက်တဲ့ခါကျတော့အဲ့ဒီမှာမအလားစကားပြောတယ်စကားပြောတော့ဘာပြောလဲဆိုလို့ရှိရင်တော့ EA EU အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအဖြစ်နဲ့ပါဝင်ချင်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒီပြတော့ဒီ ASEAN တိုင်းဝမ်မှာတော့မဟုတ်တော့ဘူးเนาะ EU တိုင်းဝမ်မှာသူပါချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ EU ရောအိုရောပါကနေပြီးတော့သူ့အတန်းခါတာတော်တော်ကြီးကြီးတော့ခံစားရတယ်ခံစားရတဲ့ခါကျတော့အဲ့ဒီအဖွဲ့ဝင်နိုင်ငံတစ်ခုခုဖြစ်လို့ရှိရင်တော့ဒီပေကတော့ပြောခွင့်ဆိုခွင့်သူ့မှာတာမြင်ခွင့်စသဖြင့်ဒီအခွင့်အရေးတွေကိုရမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမှာ EA EU အဖွဲ့ဝင်နိုင်ငံအဖြစ်နဲ့တနိုင်ငံပါဝင်ချင်တယ်ဆိုတဲ့ဟာကို အဲ့ဒီမှာမာလာကပြောလိုက်တဲ့ဆိုတဲ့တင်နောက်တစ်ခုကဒနေတာရေဘလောအဲ့ဒီကြောက်ကရွာမှာရှိတဲ့ဒီ view source tier စခန်းကိုဒီကတော်လိုင်းရောက်ဖွဲ့ကနေပြီးတော့သင်ပတ်လိုက်တယ်တော်လိုင်းရောက်ဖွဲ့လို့ပြောတဲ့အခါမှာဒီ KNDO တိုင်းရင်ခွန်နေတဲ့သူရဲ့အပေါင်းဖော်တွေပေါ့နော်အဲ့ဒီမှာဟာမိတ်တွေအဲ့ဒီပြောတော့စူပေါင်းတွေ နော်သူတို့သင်ပိုက်လိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီမှာအလောင်းကတော့သုံးလုံးရတယ်လက်နက်ကတော့ငားလက်သိမ်းစရာမိတယ်ဆိုတော့အခုတိုက်ပွဲတွေမှာအများအဖြစ်လို့လေတေးလာတိတ်မတွေ့ရတော့ဘူးနော်ဆိုတော့သူတို့ကအသေးမခံဘူးတိတ်ချင်တယ်မကောင်းတော့ဘူးဆိုရင်ထွက်ပြေးတယ်နောက်တနေရာမှာစုတယ်အဲ့လိုမျိုးပုံစံမျိုးနော်စစ်စင်ကြီးတွေကိုကျွန်တော်တို့စင်တော့ကိုတွေ့ရနေမယ်နှာကတော့အကွက်ပြောင်းတာပေါ့နော်အကွက်ပြောင်းတာသူတို့အသေးမခံတော့ဘူးနော်တကယ့် တော့တိုက်ပွဲတဲ့အကြီးကြီးဖြစ်ပြီးအချိန်နဲ့မလှတော့ဘူးဆိုတော့သူတို့ထွက်ပြေးတယ်နောက်နောက်တနေရာမှာဆိုတဲ့နောက်တနေရာမှာထပ်ပြီးတော့အင်အားများလာတယ်အဲ့ဒီမှာထပ်ပြီးတော့သူတို့တိုက်တယ်အဲ့လိုမျိုးပုံစံမျိုးနီးဗျူဟာကိုပြောင်းတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်အခုကချမ်းမြောက်နောင်ချုံမှာဆိုလို့ရှိရင်တော့အင်အား600နဲ့တကယ်စစ်ကြောင်းထုတ်နေတယ်ဒီ600ဆိုတဲ့ကတည်းကနည်းနည်းသူတို့ချိုက်တဲ့ပုံပဲနောက်ဟိုဖက်မှာဖက်ကန်မှာတော့လည်းစစ်ကြောင်း3ကြောင်းရဲ့600နဲ့တိုက်တယ်အဲ့ဒီမှာဖက်ကန်တီသူတို့ရောက်သွားတယ်ဆိုတော့အခုနောင်ချုံ တော့နောက်ချိုကလေးအခုဒီ NLA တို့ဘာလို့သူတို့တင်ထားတဲ့နေရာပေါ့ဒီဒေါ်လာရဲ့ပူပေါင်းဖွဲ့တွေကတော့အဲ့ဒီမှာခံမလို့တိုက်နေကြတယ်တိုက်ဖွဲ့တွေအကြီးကြီးအဲ့ဒီမှာတိုက်ဖွဲ့တွေပြင်းထန်နေတယ်အဲ့ဒီမှာနော်ဘုံမူကြီးအဲ့ဒါတော့ဒီဟာသူရပွဲရတဲ့ဘုံမူကြီးနော်အင်းမအောင်ကဒုံးနဲ့ထိပြီးတော့ဒဏ်ရာကြီးကြရရှိတယ်။ဒါပြီးတော့မှစစ်ကူတာဖို့အတွက်သူ့ကိုနော်အဲ့ဒီမှာပို့ထားတယ်ဆိုတဲ့တင်ကိုလည်းကျွန်တော်တို့တွေ့ရတယ်။တီဟသူရဆိုတဲ့လူပေါ့နော်။တီဟသူရဘွေကိုရရှိထားတဲ့ပုံမူကြီးအင်းမအောင်ဒုံးထိပြီးတော့အကြီးအကျယ်ဒဏ်ရာရရှိတယ်ဆိုတဲ့တင်နောက်တစ်ခုကဒီ US ကနေပြီးတော့ Iran ကိုပုံချဲတယ်နော်ပုံချဲတဲ့ခါကျတော့ US ကပြောတယ်တော်တော်ကိုထိရောက်မှုရှိတယ်ဆိုတဲ့ဟာကိုပြောတယ်ဒါပေမဲ့ Iran ရဲ့ကောင်းဆောင်ကမနီကတော့ဘာပြောလဲဆိုလို့ရှိရင်တော့အားဒါကတော့အသေးအခွေလောက်ပဲထိတယ်ပါတယ်ညာတယ်နဲ့နော်ကျွန်တော်တို့သူတို့ပြောကြတယ်နော်ပြောကြတယ်ဆိုတော့တော်တော်လိုဝေဖန်ကြတာပေါ့ဒီလောက်မြေအောက်ကိုနေပြီးတော့ရောက်ဖို့အတွက်မလွယ်ဘူးစသဖြင့်နော်အဲ့ဒီမှာခံမှန်းကြတယ်ဆိုတော့အခုကတော့ဒီနေ့နော် US ကနေပြီးတော့ထုတ်ပြန်လိုက်တယ်ဘန်ဒကွန်နော်စစ်ဌာနချုပ်ကနေပြီးတော့သူတို့ထုတ်ပြန်လိုက်တဲ့ဗီဒီယိုဒါအတန်တော့မပါဘူးနော်အခုကျွန်တော်ဒီ ပုံမှန်ကျွန်တော်ပြထားမယ်เนาะအဲ့ဒီဟာကိုเนาะချီချီလိုက်ပေါ့เนาะဆိုတော့အတားတော့တကယ့်ချီချီမောမထီးတယ်ဆူဆူဝါထီးတယ်ဆိုတဲ့ဟာကိုအခုကတော့ဒီ era ရဲ့နိုင်ငံခြားရေးဝန်ကြီးကလည်းဝန်ခံတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့အတားဒီဘန်ဒဂုံကဘယ်လိုထုတ်ပြန်လဲဆိုတဲ့ဟာကိုဒီဗီဒီယိုကိုတစ်ချက်တော့ကြည့်ကြရအောင်ညတာကိုချစ်ချာပြကျွန်တော်တို့ကအဲ့ဒီဘုံကတကယ် site လောက်ဝင်သွားတာเนาะ site လောက်ဝင်သွားတယ်တကယ်တိတိမမတ်ကိုထိုးလို့ဝင်သွားတာတကယ်ကိုဒီလိုအပေါက်ကြီး ဝင်သွားတာပေါ့နော်အဲ့ဒီမှာကပေါင်က300ဆိုတော့နေလေအရောမဟုတ်ဘူးเนาะဆိုတော့တော်တော်ကိုထီမှာပဲထီတော့ထီမှာပဲဒါပေမဲ့သူတို့လောက်ထားတာလည်းဘေးပေါင်း300လို့ပြောတယ်เนาะအ낵ကတောင်ကိုဖောက်ပြီးတော့သူတို့ကလောက်ထားတာပြီးလို့ရှိရင်တော့အပေါ်မှာဒီကြောက်ပြတွေခင်းထားတယ်ပြီးလို့ရှိရင်တော့ဒီတမ်မနီနဲ့ကာထားတယ်เนาะအဲ့ဒီတကယ်ယူရီနီယံသတ္တုတွေကိုတန်းစင်တဲ့နေရာပေါ့เนาะတကယ်အတာကကျွန်တော်တို့ဖိုတိုလို့ခေါ်တယ်เนาะဖိုတိုအဲ့ဒီမြို့မှာဒီဆောက်ထားတဲ့အဲ့ဒီဟာခဲဆုံးပဲပြီးအဲ့ဒီဘုံနဲ့မသုံးလို့ဆိုလို့ရှိရင်တော့ခွဲလို့မရအောင်เนาะ ်ဆိုတော့အဒါလည်း US ကစံသက်ခွင့်ရတာပေါ့သူတို့ရဘုံကဘလောက်ထိအလုံးလုံးလည်းမလုပ်ဘူးဆိုတာနော်အဲ့ဒီမှာကျွန်တော်တို့စံသက်ခွင့်ရတယ်။နောက် US ကတော့သူတို့လက်ထက်တွေအသစ်ထုတ်လုပ်တယ်။အဲ့ဒါရောင်းချတယ်။တခြားနိုင်ငံမှာစံသက်တယ်။သူတို့ရလက်နက်တွေကိုစံသက်တာအခု Ukraine ပြီးလို့ရှိရင်တော့အခုတော့တခါမှမဖြစ်သေးတဲ့ပုံဖုံးဖောင်းအဲ့ဒီလက်နက်ကအခု area မှာစရစံသက်တာကျွန်တော်တို့တွေ့ရတယ်နော်။အောင်မြင်မှုလည်းရှိတယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့ဒီ video ကိုချီချာပေးတင်နိုင်တယ်။နောက်တစ်ခုကဒီကမ်ဘလိုနော်ကမ်ဘလိုအမှတ်6006အတိတန်ချက်က ကဒီတိုင်ရင်ကနေပြီးတော့ဆေးချောင်းထိုးလာတယ်။အဲ့ဒီမြို့ရဲ့မြောက်ဖက်နော်၂၂မိုင်အကွာမှာတပြေသားတို့နော်ကြောင်းကုန်းတို့ဖိုကုန်းတို့စသဖြင့်ဒီနေရာတွေမှာပြည်သူလူထုတွေကိုအဲ့ဒီမှာညှဉ်းပန်းနှိပ်စက်တဲ့တပ်ဖြတ်တဲ့၉ရောက်သေးတယ်နော်အဲ့ဒီမှာပြည်သူလူထု၉ရောက်သေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒေမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကြောက်ဖြူနော်ကြောက်ဖြူမှာတကယ်နော်နီကန်နီကန်နီကန်ရောက်လာပြီနော်ဖြစ်ဖြစ်နဲ့နီးလာတယ်နီးလာတဲ့ခါကျတော့အဲ့ဒီမှာသူတို့ကလုံခြုံမှုမရှိတော့ဘူးနော်လုံခြုံမှုမရှိတဲ့ခါကျတော့ ဒီဖက်ကဒီစစ်သားရဲ့မိသားစုတွေကိုရအောင်မှာပို့တယ်ပြီးလို့ရှိတော့ဒီရုပ်ရဲ့တကယ်အရေးကြီးတဲ့ခေါင်းကြီးပိုင်းတွေပေါ့နော်သူတို့ကအဲ့ဒီမှာမထားတော့ဘူးနော်ရအောင်ကိုရွှေ့ပြောင်းတယ်ဆိုတဲ့ဟာကိုအရင်တော့တည်င်းတွေမှာကျွန်တော်ထည့်တာကိုတွေ့ရမယ်ဆိုတော့ဒီနေ့တည်င်းကတော့အဲ့ဒီကြောက်ဖြူမှာကတော့လုံးဝလုံးချုံမှုမရှိတော့ဘူးတော့ကတ်လာပြီကတ်လာတဲ့ခါကျတော့သူတို့ဘာလုပ်လဲဆိုလို့ရှိရင်တော့တကယ်အရေးကြီးတဲ့ဒီစစ်တပ်ပိုင်းဆိုင်ရာတို့ရဲတို့စာရဖားတို့စသဖြင့်ဒီစည်ရင်းဇာတ်တွေသူတို့စီမှာရှိတယ်เนาะတကယ်အရေးကြီးတဲ့စည်ရင်းဇာတ်တွေ အဲ့ဒါကိုနေပြီးတော့ဒီတညဝတီရေတက်နော်ဌာနချုပ်ကိုနေပြီးတော့ပို့လိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြတော့ရွှေ့လိုက်ပြီးဒီအရေးကြီးတဲ့စာရွက်စာတမ်းတွေကိုအဲ့ဒီမှာမထားတော့ဘာဖြစ်ဆိုတော့လုံခြုံမှုကမရှိတော့မရှိတဲ့ခါကျတော့အဲ့ဒီတညဝတီဌာနချုပ်ကိုပြောင်းတယ်ဆိုတဲ့ဟာကိုဒီနေ့တတိယမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ journal နဲ့ session အနေမှာတတိယမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ